Hello အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးကိုအချိန်10မိနစ်လောက်ပေးပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်ပေါ့နော်ဒီခန်းကြီးလေးလာတဲ့ခရီးစဉ်မှာတော်တော်လေးခရီးရောက်သွားမှဖြစ်တဲ့အတွက်စားရည်အများကြီးရသွားမှစိုးရိမ်နေတဲ့သူတွေရှိရဆိုလို့ရှင်တော့ဒီဗီဒီယိုလေးကကြည့်ဖို့အတွက်음မသင့်တော်ဘူးလားလို့ထင်မိပါတယ်စားရပါအဲ့တော့ကျွန်တော်ကဒီတစ်ခေါက်ဆိုလို့ရှင်ပေါ့နော်ဒီမှာရေးထားတဲ့အတိုင်းပဲဒီ၁၀လုံးကို အတူတူမှတ်မယ်ဘာမှမစဉ်းစားဘဲနဲ့ဒီဆက်လုံးအမြင်နဲ့ဒါဆိုပြီးတော့ဒုံတိုင်တန်းဆိုပြီးတော့ကြက်ထားပြီးပေါ့နော်ကြက်ထားပြီးလို့ရှိရင်တော်တော်လေးစာရီရသွားလိမ့်မယ် and 2သဖြင့် and 3 and 2 and 1ကိုကိုမမတွေပေါ့နော်ဆောင်းပွဲမှာအဲဒီဖတ်တတ်တဲ့ခန်းကြီးစကားလုံးလေးဖြစ်တဲ့အတွက်အတူတူလိုက်ပြီးတော့ဒီဆက်လုံးကိုကြက်ထားပြီးဖို့အတွက်ကျွန်တော်ကမြေတရက်ခံပါတယ်အဲ့တော့ဒီမှာရေးထားတဲ့ဆင်ခန်းကြီးဆယ်လုံးရေးထားတယ်ပေါ့နော်ဒီမှာကျွန်တော်ကြည့်လိုက်တာ ਨੇ ထူးခြားနေတာကနောက်ဆုံးကအနောက်ကဒုတိယစကားလုံးမြောက်လေးရပေါ့နော်ခုတိုးမွေရဲ့ခိုလေးဖြစ်နေရပေါ့အဲ့တော့ဒီစကားလုံးလေးတွေထဲမှာဘယ်နှလုံးလောက်ဖတ်တယ်လဲ အဲတစ်ချက်လောက်ကြည့်ပေးပါအောင်เนาะအဲ့တော့ဒီစကလုံးတွေကနေ့စဉ်ဘဝမှာကောအပြင်မှာကောအရင်ကိုတုံးတဲ့စကလုံးတွေဖြစ်ပြီးတော့ထူးထူးခြားခြားအတန်ထွက်လေးတွေကလည်းတယောက်နဲ့တယောက်နဲ့လုံးဝကိုမစင်တူနေဘူးပေါ့เนาะအဲ့ဒီအတွက်ကြောင့်ဒီဆယ်လုံးကတော့ဘာမှခေါင်းထဲမှာတိတ်ပြီးမစင်စားဘဲနဲ့အလွတ်ကျက်ထားပေးရမယ့်ဆယ်လုံးဖြစ်ပါတယ်အဲ့တော့ပထမဆုံးစကလုံးလေးဒါလေးပေါ့เนาะဒါလေးကိုမြင်လာတဲ့ဖတ်တတ်ပါသလား ဖတ်တတ်တာပေါ့နော်ဆာရရဲဆိုတော့အဲ့တော့ဒါလေးကိုမြင်တာနဲ့ဘာမှမစင်စားနဲ့တမ်းပြီးတော့ဒါလေးဒီอีสุထိုင်กုံဆိုပြီးတော့တမ်းပြီးတော့မှတ်ထားပေးပါဟုတ်ပါတယ်ဒီစကလုံးလေးကอีสุထိုင်กုံဆိုတဲ့ခန်းကြီးစကလုံးလေးဖြစ်ပါတယ်အဲ့တော့ဒါထိုင်กုံဆိုတာကကျွန်တော်နေ့စဉ်ဘဝမှာမြင်နေတွေ့ရမယ်ခန်းကြီးစကလုံးလေးဖြစ်တယ်လေเนาะအဲ့တော့ဒါလေးမှတ်ထားပေးပါอีสุထိုင်กုံเนาะอีสุထိုင်กုံနောက်ကခုတုံးမို့လေးပါနေပေါ့ဒုတိယစကလုံးလေးဒါလေးဒါလေးရောဘာလေးဖြစ်မယ်ထင်တော့ဒါလေး ဟုတ်ပါတယ်ကျွန်တော်တို့ခေါင်းပေါ်မှာနှွေရည်ရောက်ပြီဆိုတော့နှွေရည်ရောက်လို့ရှိရင်ခေါင်းပေါ်မှာဆောင်းရရပိုးရှိအုတ်ထုတ်ဆွဲခန်းကြီးစကလုံးလေးဖြစ်ပါတယ်မထင်ရဘူးမလားဟုတ်တယ်ဟုတ်အဲ့တော့ဒီခွသွုံးပေါ်ပါတဲ့စကလုံးလေးတွေကအများကြီးဆောင်းပေါ်မှာလည်းဖန်လီဖန်တာရှိတယ်မှတ်ရလဲခက်တော့ဘာမှမစဉ်းစားနဲ့အလွတ်တခါလေးချပြီးတော့ဒီစကလုံးရေးပြီးတော့ကြံမယ်နော်အဲ့တော့ isu ထိုင်ကုန်ဆွဲစကလုံးလေးရှိမယ်ပြီးလို့ရှိရင်ပိုးရှိအုတ်ထုတ်ဆွဲစကလုံးလေးရှိပါတယ်ဒီစကလုံးလေးဒါကတော့မသိဘူးဆိုလို့ရှင်တော်တော်လေးကိုနစ်နာမှုတွေရှိသွားနိုင်တဲ့ခန်းကြီးစကလုံးလေးဖြစ်တဲ့အဲ့တော့ကြက်ထားပေးစီခြင်းနဲ့ဘာလီတော့ ဖူဒီအစားစားရတာကြိုက်တဲ့သူတွေဆိုရင်တော့ဒါကိုသိမှာပဲတခြားပေါ့ဒါဒီဂျောဇာဖြစ်ပါတယ်ဂျောဇာကျွန်တော်မြန်မာလူဆိုဘယ်လိုပြောရမလဲဂျောဇာကိုဂျပန်ဖတ်ထုတ်လို့ပြောရမလားเนาะဂျောဇာဖြစ်ပါတယ်ဂျောဇာရဲ့ခန်းကြီးဖြစ်ပါတယ်အဲ့တော့ဟုတ်တယ်ဟုတ်ဘာမှမစင်စားနဲ့ဒီဟာမြင်ဂျောဇာဆိုပြီးတော့တန်းပြီးတော့ချက်ထားပြပါဒါကတော့ entry level ပဲပဲဒါကတော့ဒီမှာဖြစ်မယ်လေးလုံးမြောက်စကလုံးလေးလေးလုံးမြောက်စကလုံးလေးကပါလေတော့ဟုတ်ပါတယ်မုစုကိုတားလေးကိုခေါ်တဲ့ ခန်းကြီးစကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဒီမှာလေးလုံးရှိတယ်เนาะလေးလုံးရှိပြီဆိုမှတော်တော်လေးကိုတန်နေပြီလို့ခန်းစားရတယ်အီစုထိုင်ကုန် and 2 level လောက်ရှိရယ်เนาะဘိုးရှိ and 2 and 3 level လောက်ရှိတယ်ဂျောစာ and 2 and 3 level လောက်ရှိတယ်မုစုကိုကတော့ and 3ပေါ့เนาะအဲ့တော့ဒီမှာလေးလုံးရှိသွားပြီနောက်ထပ်တစ်ခုဒါလေးဒါလေးကအရှိအစကားလုံးလေးကကြတော့ကျွန်တော်လူနမိန်နောက်မှာတက်ပြီးတော့ခေါ်တဲ့ဒီလိုမျိုးပေါ့เนาะစမရူပါလို့ရယ်စကားလုံးလေးဖြစ်ပါတယ်သူကဒီမှာဆိုလို့ရှင်ဘယ်လိုဖတ်လဲဆိုတော့ယောစုဆိုပြီးတော့ ဖတ်ပါတယ်ယောစုအခြေအနေပေါ့နော်ယောစုမိသူဆိုလို့ရှိရင်အခြေအနေကြည့်တယ်တို့ပါတော့အခြေအနေကြည့်ပြီးအဆင်ပြေလို့လုပ်တယ်တို့ပါတော့အဲ့ဒီမှာပါတယ်ယောစုအခြေအနေဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်လည်းခိုတိုးမို့ဆိုပြီးတော့အဲယောကိုရောစမကိုရောဖြစ်သွားလို့မရဘူးเนาะမငါးလုံးရှိသွားရင်ငါးလုံးနဲ့ဒီနေ့တော်တော်တန်သွားပြီလို့ထင်တယ်အဲ့တော့ဒီခန်းကြီးစကားလုံးလေးကိုမြင်တဲ့အခါကျရင်ဘာမှမစဉ်းစားနဲ့တန်းပြီးတော့ဒါဒါဒါဆိုပြီးတော့အလွတ်ကျက်ထားပြီးရမယ်စကားလုံးလေးဖြစ်တယ်။အီစုထိုင်ကုန်းရှိတယ်၊ဘိုးရှိ၊အုတ်ထုပ်ရှိတယ်၊ဂျောစာရှိတယ်၊မုစုကိုရှိတယ်၊ယောစုရှိတယ်ပေါ့နော်။ Okay ။ 嗱，睇下牙籠睇接線嘅好,好，誒，嗱睇牙籠讀字字啊，點啊？嗱睇牙籠二三百咧，哦，大啲啊、嗯，大啲咯，我幫阿兔讀下書咧，識個農嚟嘢，阿家仔咯，睇住讀下書咧，識個農嚟嘢，阿家仔咯，喺你大門上識個農嚟嘢，冇人睇得過咯，都要拍下嚟，所以先數數俾我拍俾阿妹，先數。 ကျွန်တော်ခောက်ရက်တောင်လေးတွေလေခောက်ရက်တောင်လေးတွေကိုဆန်းစုဆိုပြီးတော့ခေါ်ရဖြစ်ပါတယ်။နွေရာသီရောက်လို့ရှင်ဒါလေးတွေအရင်မြင်ရတယ်ပေါ့နော်။အဲ့တော့ပုံလေးနဲ့အတူတူကြည့်ကြည့်ရမယ်ဆိုလို့ရှင်ရင်ဒါလေးတွေပေါ့နော်။ဒါလေးတွေကိုဒါဆန်းစုဆိုပြီးတော့ခေါ်ရဖြစ်ပါတယ်။အဲ့တော့နွေရာသီရောက်ပြီဆိုတော့ကျွန်တော်တို့ဒါဒီဘော့ကပ်လေးလည်းတည်ထားပေးဖို့လိုအပ်တယ်ပေါ့နော်။အပေါ်ကအပေါ်ကအုတ်ထုတ်လိုမျိုးပဲ။သူကလည်းဒါအရေးကြီးတဲ့စကားလုံးလေးဖြစ်တယ်နော်။ဒါလေးရှိမယ်။နောက်တစ်ခုဟော ဒါလေးဒါလေးကဂျပန်နိုင်ငံမှာဂျပန်နိုင်ငံမှာဖြစ်တယ်ဟုတ်တယ်ကျွန်တော်ဒီပေါ့နော်ရန်တရားဆိုင်ဆိုင်သွားတာပဲဖြစ်ဖြစ်ပြီးလို့ရှိရင်အလိုနီတိုးရီသွားတာတို့ဘာလို့မှဆိုလို့ရှိရင်သူအများရန်တွေ့ရတယ်ဘိုင်းလေဘိုင်းလေဘိုင်းလေဆိုတော့သူကလေတာဝါရှိဆိုပြီးတော့ဖတ်ပေးရတယ်ပေါ့နော်ဒီကျွန်တော်တို့ဒီတန်ရှင်းလုပ်တဲ့ဒီဟာလေးပေါ့နော်ဒါလေးဒါလေးကိုတာဝါရှိဆိုပြီးတော့ခေါ်တယ်အန်1 level လောက်ရှိမယ်ထင်တယ်ဒီလားခန်းကြီးကလေဒါပေမဲ့ ထာဝရှိနော်အဲအရှိဟာလီကကျွန်တော်ဒီဟာနာတာဘာတို့ဘာတို့မှာတွေ့ရတယ်တာဘာလေနောက်ကခုတ်တုံးမိုလေးနဲ့ပေါင်းတာဘာခိုးတို့ဘာတို့ဖြစ်သွားတက်တက်ဒီလားတာဘာကိုအဲတာဘာကိုခလိတာဘာကိုဆိုဆက်လိုက်ကြည့်အဲအဲ့လိုမျိုးဒါအမြဲတမ်းဖမ်းလိုက်ဖမ်းတာရှိရဲစကလုံးလေးဒီလားဒီဟာကိုတာဝရှိလို့ဖတ်နိုင်နေဆိုလို့ရှင်တော်တော်လေးစာရတယ်လို့ပြောလို့ရရပေါ့နော်အဲ့တော့တာဝရှိလို့ဖတ်ပေးရပါတယ်အတိတ်ကကြတော့အဲဆိုဆိုကျွန်တော်တန်ရှင်းလုပ်တဲ့အဝတ်လေးပေါ့နော်အဲ့ brush လေးကိုတာဝရှိဆိုပြီးတော့ခေါ်ရဖြစ်ပါတယ်ဒီဥစ္စာอืมပါလိတော့ကပါလိတော့ ဂျောစာရဲ့အောက်မှာဘာလို့ရှိနေရလဲ तू ကသူကဩခရှိဖြစ်ပါတယ်ဩခရှိဩခရှိကျွန်တော်စားတဲ့ဒီဩခရှိမုတ်မုတ်ပေါ့နော်မုတ်ကိုရေးတဲ့ခန်းကြီးစကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဖူဒီလေးတွေဒီဥစ္စာမသိလို့ရှင်ဒါအများကြီးနင်းနာမှုရှိနိုင်တဲ့ခန်းကြီးစကားလုံးလေးဖြစ်တဲ့အတွက်သူ့ကိုလည်းမှတ်ထားပေးပါအောင်နော်ဒီမှာဆန်းဆုရှိတယ်ထာဝရှိရှိတယ်ဩခရှိရှိတယ် โอเคဒါလေးဒါလေးကလည်း entry level လောက်တော့ရှိတယ်ပေါ့เนาะသူကရရှိဆိုပြီးတော့ပြောတာဖြစ်ပါတယ်အတိုးနှုန်းကိုပြောတာ interest ကျွန်တော်ဒီဘဏ်တွေဘာတွေကနေရတဲ့အတိုးနှုန်း interest ရရှိဆိုပြီးတော့ဖတ်ပေးရတယ်ရရှိပေါ့เนาะโอเคနောက်ထပ်တစ်ခုဒါရပါပြီတော့ရှေ့မှာကြောက်တုံးလေးလည်းပါတယ်နောက်မှာခိုးတုံးမလေးလည်းပါတယ်အလဲရဟာလေးကရှေ့မှာကျွန်တော်ဟွာလေးထည့်လိုက်လို့ရှင်ဟိုမှာ kedu k su လို့ပါတယ်စကလုံးလေးเนาะအေးဘာဖြစ်သွားမှာလဲတွက်လေအထူးသဖြင့် n2 n1 မှာပေါ့เนาะ ခန်းကြီးမဟုတ်ဘဲနဲ့အဲ့လိုမျိုးဖမ်းလိဖမ်းတာရှိတယ်အမှတ်ပြမပေးခြင်းတဲ့အခါမျိုးမှာမေးလိမေးထားရှဲစကားလုံးလေးပေါ့နော်သူကဂါရာစုဆိုပြီးတော့ဖတ်တယ်ဒီလားဂါရာစု glass ကိုပြောတာဖမ်းဖမ်းကွက်တို့ဘာလို့မပါဖမ်းကွက်ရဲ့အဲ့ဂါရာစုပေါ့နော်အဲ့တော့ ရေးတဲ့တခါတလေကြာလို့ရှင်ဂါရာစုကိုဒီလိုမျိုးပေါ့နော်ရေးတာမျိုးလေးရှိတယ်အဲ့တော့ဂါရာစုရဲ့ခန်းကြီးစကလုံးလေးဖြစ်ပါတယ် glass ဖန်ခွက်တို့ပါရဲ့ဂါရာစုပေါ့နော်ဂါရာစုရဲ့ခန်းကြီးစကလုံးလေးဖြစ်ပါတယ်လုံးဝမထင်ရအောင်နော်လို့ခုတို့မို့လေးလည်းပါနေရဆိုတော့အဲ့တော့ဒီမှာစုစုပေါင်းစလုံး10လုံးပေါ့နော်10လုံးဆိုပေမဲ့ဒီ10လုံးကိုကြက်လိုက်လို့ရှင် n2 n3 n1 မှာခတ်နေရဆိုရအစိပ်ပိုင်းတွေတော်တော်များများကိုဖြေဖြောက်ပြီးသားဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်အဲ့တော့ဒီ10လုံးကို မြင်တာနဲ့တန်းပြီးတော့ဗာလဲဆိုတဲ့ဥစ္စာတန်းပြီးတော့သိအောင်ပေါ့နော်တခါရဲ့အလွတ်ကျက်ထားပါဘာမှမစင်စားနဲ့အလွတ်ကိုကျက်ထားပေါ့နော်အဲ့ဒါလေးရှိတယ်อืมအဲ့တော့ခလေးတွေတော်တော်เนาะတော်တော်လေးဒီမှာဒုက္ခပေးတယ်လို့ပြောရမလားဒီမှာဒီလိုမျိုးလေးရှိတယ် ဲ့တော့နည်းနည်းလေးလက်ဆောင်ထပ်ပြီးတော့ပေးလို့ရလားဆယ်လုံးပဲပြောမယ်ဆိုပေမဲ့လေအောက်မှာပေါ့နော်ဟိုဆိုင်တော့ဟိုအရန်ကြီးတော့ဟိုလိုမျိုးတွေ့ရတာမျိုးမဟုတ်ပေမဲ့ဒါမျိုးလေးလည်းရှိနိုင်ပါသေးတယ်ဆိုရဥစ္စာမျိုးလေးပေါ့နော်ဒီဟာမျိုးဆိုလို့ရှိရင်ဒါ dense ရှိဆိုလို့ရှိရင် electron လေးတွေကိုပြောတာဘွန်းရှိဆိုလို့ရှိရင် molecule လေးတွေကိုပြောတာ gas ရှိဆိုလို့ရှိရင် atom လေးတွေကိုပြောတာပေါ့နော်ဒါကတော့နည်းနည်းသိပ္ပံပညာရဲ့နဲ့ဆိုင်တဲ့စကားလုံးလေးတွေဖြစ်သွားတယ်ဒါဆိုလို့ရှိရင်ကကြတော့ hashiko hashiko ဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်ပေါ့နော်မိတိပိုင်းတက်လဲလို့ရှိရင်သုံးတဲ့အဲ့လေကားပေါ့နော်အဲ့ဒါမျိုး ခေါ်တာပြီးရင်ဒါဆိုလို့ရှင် OG ဆိုလို့ရှင်ဒါမင်းသားကိုပေါ့နော် Prince Prince မင်းသားကိုခေါ်တဲ့ OG ဆိုရဲစကားလုံးလေးရှိတယ်ပြီးနောက်ကဥစားလေးဆိုလို့ရှင် Shoji ဆိုရဲစကားလုံးလေးပေါ့နော် Shoji ကျွန်တော်ဥမာပေါ့ပြောတဲ့စကားလုံးလေးရှိတယ်လေ Kabeni Mimi Ari Shoji ni Me Ari ဆိုပြီးတော့ ဲ့တော့နယံဒီမှာနားရှိတယ်လို့ဘာလို့မှပါတယ်စကလုံးလေးပေါ့နော်အဲ့တော့ဒီတကယ်ရွက်ဒီမှာမျက်လုံးရှိတယ်ဆိုရယ်ဒီရှော့ကြီးဆိုရယ်စကလုံးလေးပေါ့နော်ဒီတကယ်ရွက် slide ထိုးတကားလေးကိုရှော့ကြီးဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့ဒီဥစ္စာလေးတွေကဒါမြင်တာလက်ဆောင်ပြီးတဲ့ pocket လေး6လုံးဖြစ်ပါတယ်မကြက်လေးတော့ကိစ္စတော့မရှိဘူးဒါမဲ့တည်ထားလို့ရှင်အရင်ကောင်းပါအဓိကတော့ဒီဘွားဆယ်လုံးကတော့တေချာပေါ့မှတ်မိရမယ်စကလုံးလေးဖြစ်ပါတယ် 不如都冇嘢咧，到你 next level 要多啲度看察下然后，然后，呢邊都係 solution，講埋另外一啲嘅包，然後睇 video 嚟嚟見有咩 solution 咧，標標咯，啊 solution，然後睇 video 嚟編標，誒 create 個包咪，得哒。